မင်္ဂလာပါလို့ဥစွာပနာမနှုတ်ဆက်တာပါရခင်ဗျာကျွန်တော်တို့ရဲ့ဘာမေးရီကတ်စတိုရီချန်နယ်ကနေပြန်လည်ကြိုဆိုပါတယ်ဒီတစ်ကောင်တင်ဆက်ပေးမှာကတော့မကြာသေးခင်ကမှထွက်ရှိထားတဲ့ထိုင်းတဲကားလေးဖြစ်ပြီးစုံအတက်တွေအောက်လန်းတွေနဲ့စိတ်ဝင်စားကြည့်ရှုရမယ့်ဇာကားကောင်းလေးတကားပဲဖြစ်ပါတယ်တဘာဝတရားကြီးကအရာရာကိုသတ်မှတ်တယ်နွေရာသီမိုးရာသီအောင်းရာသီပြီးတော့အောက်လန်းရာသီဆိုပြီးရှိကြတယ်အားလုံးကြောက်ရတဲ့ရာသီကအောက်လန်းတက်တွေကစားတဲ့ရာသီပေါ့အောက်လန်းတက်တွေစမ်းသပ်ထုတ်လွှင့်တဲ့အချိန်ပါ ဇလန်းဆမှာတော့ကြီးရွာလေးတစ်ခုမှာအောက်လမ်းရာသီနဲ့တိုက်ဆိုင်ပြီးကြီးကန်းတွေဟာလည်းအုပ်လိုက်အော်ဟစ်ပြန်တန်းနေကြပြီလူတွေနဲ့အထိတ်လန့်ဖြစ်နေကြကအိမ်ထဲမှာပဲအင်ကားပိတ်ပြီးနေနေကြရပါတယ်ဒီချိန်မှာပဲကိုဝင်ဆောင်တဲ့တယောက်မိဖွားဖို့ကြိုးစားနေရပြီသူမှမိဖွားနေတဲ့နေရာကိုကြီးကန်းတကောင်ကရောက်လာပါတယ်လက်တဲကလည်းကြိုးစားမွေးဖွားပေးနေကပထမတော့ကလေးအသေးလေးမွေးလာပြီနောက်တစ်ယောက်ကတော့အသက်ရှင်မွေးလာကဝမ်းကကြွကြွချင်းပါပဲချက်ကျိုးတွေကိုပြန်စားနေလို့လက်တဲကြီးကကလေးသေးရဲလေးပါလို့ဆိုတာထွက်ပြေးသွားပါတယ် ီကလင်းမွေးတဲ့အိမ်ပေါ်ကိုလည်းကြီးကန်းတွေကအုပ်လိုက်ပြုတ်ကြပြီးတိဆုံးကုန်ကြပါတယ်။အဲဒီနောက်ကိုနေကြပြီးတဲ့အချိန်မှာအဲဒီကလေးလေးကဈေးထဲမှာဝမ်းနဲ့အားငယ်စွာနဲ့ထိုင်နေတာကိုစွမ်းခံလိုက်လာတဲ့ចောင်းသားလေးကမုံလှမ်းပေးပါတယ်။သူမကလှမ်းယူလိုက်ပြီးဆရာတော်ကြီးကလည်းသူ့နာမည်ကိုမေးတဲ့အခါမှာမရှိဘူးလို့ကောင်းခါပြတော့ဆရာတော်ကအားလုံးချင်းမြတ်လို့အောင်ဖနော်လို့အမိပေးလိုက်ကဖနော်ရဲ့လက်ကိုပိအိချိုးနဲ့အသက်ရှည်ကျမ်းမာပါစေလို့ရွတ်ဆိုကပတ်ဖို့လှုပ်ချိန်မှာပဲဆရာတော်ပြေးလဲသွားပြီးဗဇက်တဲကနေတန်ချောင်းနေအန်ထွက်လာပါတော့တယ် ဒီတော့ဖန်တော်ကိုပဲဝိုင်းပြီးအပြစ်တင်ကြကအမေဖြစ်သူကိုလည်းဘာလို့ခေါ်လာတာလဲလို့ပြောဆိုလုပ်ကြပါတယ်။အဲ့ဒီနောက်မှာတော့ဖန်တော်ကြောင်းနေတဲ့အရွယ်ရောက်လာကသူနဲ့အတန်းတို့မိန်းကလေးတွေကလည်းအရွယ်တူပုံတို့ကစားနေတာကိုကြည့်ပြီးအပြိုင်အားပေးနေကြကစ်တို့အဖွဲကအပြိုင်အားပေးနေတဲ့ခြံဖူးကိုလဲသွားအောင်လှုပ်လိုက်လို့ပုံကလာကူညီပြီးထူပေးတဲ့အခါမှာပျော်သွားပြီးထားလိုက်ချိန်မှာပဲပုံရင်ပါမှာပင်းကိုကိုမြင်လိုက်ရလို့သူမကရိုက်ဖယ်လိုက်ပြီးခြေထောက်နဲ့တန်းနှင်းချေလိုက်ပါတယ်။တကယ်တော့သူတယောက်တည်းမြင်နေရတာဖြစ်ပြီး ပင်ကူတွေကသူမကိုကနေအများကြီးထတ်ထွက်လာကကုတ်ချစ်နေပါတယ်။ဒါကိုဖနော်နဲ့ចောင်းပေါ်ကနေလှမ်းကြည့်ပြီးမြင်နေရပါတယ်။ပင်ကူတွေတက်နေတဲ့ထင်ပြီးကုတ်ချစ်နေရင်းကနေတွေးတွေအလင်းလင်းဖြစ်လာလို့ဆရာကိုခေါ်ပြီးစေကန်းကိုပို့လိုက်ကြပါတယ်။ဖနော်ကိုလည်းပဝင်းကျင်ကလူတွေကသူတို့ရှေ့မှာတော့ရှိမနေသေးခြင်းပဲ။သူတို့ရှေ့လာရင်ကန်ဆိုးမလေးလို့မောင်းထုတ်ကြပါတယ်။သူမောင်းလုထားတာတွေကိုအတော်ရမ်းအိမ်ကိုသွားပို့တာမှာအိမ်ရှိမှသူမောင်းပို့တာကိုမြင်မှဆိုးလို့နောက်ဖေးကနေဝင်ပေးရပါတယ်။ အတော်ရန်တို့လင်မယားကဖနော်ရဲ့အပေါ်မှာကောင်းပေးကြပါတယ်။ဖနော်တို့စီကမုံကိုယူပြီးရောင်းကြတာဖြစ်ကလူတွေလည်းကြိတ်ကြိတ်တို့ဝဲနေတာပါပဲ။တနေ့မှဖနော်ကဓာတ်ပုံဆိုင်ပိုင်ရှင်ဦးလေးတကြီးကိုငားမုံပေါင်းမှားထားလို့လာပို့ရင်ဦးလေးတကြီးရဲ့ဒူမတဲဝုန်နဲ့ဖနော်နဲ့ကအတန်းပေါ်နေမှုဖနော်ကိုလှမ်းနှုတ်ဆက်လိုက်ပြီးဦးလေးဖြစ်သူကလည်းဖနော်နဲ့တဲဝုန်ကိုအမှတ်တရဓာတ်ပုံရိုက်ပေးကမပြုံးတတ်တဲ့ဖနော်ကိုတင်ပြီးနေရပါသေးတယ်။အဲ့ဒီနောက်မှာဖနော်တို့လမ်းလျှောက်လာရင်ရန်ဖြစ်နေတဲ့ပီရက်ကိုမြင်ပြီးကြည့်နေရင် လဲသွားတဲ့တယောက်ကပီရက်ကိုဓာတ်နဲ့ထထိုးချပါတယ်။အနော်ရဲ့တငယ်ချင်းကရဲကိုအော်ခေါ်လို့လဲသွားတဲ့ပီရက်ကိုထပ်မထိုးဘဲပြေးသွားကြပါတယ်။ပီရက်လည်းသူ့ဘိုက်ကိုကြည့်တော့ချစ်ရပဲဖြစ်ပြီးဓာတ်ကမတိုးခဲ့ပါဘူး။ဘနော်ကစိုးရင်ပြီးလာကြည့်တဲ့အခါမှာမကင်နဲ့လို့ဆိုကနေငါမေကိုတတ်ခဲ့တယ်လို့ငါကိုတတ်မလို့လားလို့ရန်တွေးလိုက်ပါတယ်။တကယ်တော့ပီရက်ရဲ့အမေကဖနော်ကိုပြောဆိုလုပ်နေရင်ရုတ်တရက်ပြူစားခံရပြီးလဲကြသွားကဖနော်ကကိုင်ကြီးပေးနေတာကိုဖနော်လှုပ်တယ်လို့ထင်သွားပြီးပီရက်ကသူ့အမေတေးရတာဖနော်ကြောင့်လို့ထင်နေခဲ့တာပါ။ ဒါဒီကိုဖနော်ကတငယ်ချင်းဖြစ်သူကိုပြောပြလိုက်ပြီးနေရောငါ့ကိုကြောက်နေပြီလားလို့မေးတော့တငယ်ချင်းဖြစ်သူကလည်းသုံးမနဲ့တငယ်ချင်းဖြစ်ရတာပိုတော်ကောင်းသေးတယ်လို့ပြောလိုက်ပါတယ်ပြီးတော့ပီရက်ကဓာပီးနေတာအောက်လန်းသုံးထားတာလားလို့မေးတော့ဖနော်ကဘာမှမပြောပါဘူးတညမှာတော့ဖနော်ရဲ့အမေကအိမ်ပေါ်တက်မှာအောက်လန်းအစီရင်တွေနဲ့လှုပ်ထားတဲ့ဖနော်နဲ့အတူမွေးလာတဲ့ကလေးအသေးလေးကိုရွှေချကဂါထာတွေရွတ်ဆုံနေပါတယ်ပြီးတော့အရက်တောက်ကဓာတစ်ချောင်းကိုကောက်ယူလိုက်ပြီးအမေကလေးနဲ့လာနေမယ်လို့ဆိုတာ ူ့ကိုယ်သူဓာတ်နဲ့ထိုးဖို့လှုပ်ချိန်မှာဖနော်ကတတိထားမိသွားပြီးအ мян ပြေးလာကတားလိုက်ရပါတယ်ဒီချိန်မှာပဲအမေဖြစ်သူရဲ့ကိုမှာအောင်လန်းအတက်ရှိနေတာကိုမြင်လိုက်ရပြီးအမေကလည်းထထွက်သွားပါတယ်ညဘက်ဖနော်အိပ်ပျော်နေချိန်အိမ်မက်ထဲမှာဖုန်းကြီးကြောင်းအဟောင်းတစ်ခုထဲမှာအောင်လန်းအစီရင်လုပ်နေတာကိုသူမတွေ့သွားပြီးချောင်းကြည့်နေတုန်းမှာပဲသူ့ကိုအစီရင်လှုပ်ခံနေရတဲ့အမျိုးသမီးကမြင်သွားတဲ့အခါမှာဖနော်ရဲ့ဗိုက်ထဲကနေကလေးပုံစံနဲ့အရာကထွက်လာလို့ဖနော်လည်းလမ်းပြီးနိုးလာခဲ့ပါတယ် ဒီလိုနဲ့နောက်တစ်နေ့မှာတော့လေစိတ်မှာလူတယောက်သေဆုံးနေတာကိုဖဏော်ကမြင်သွားပြီးရဲတွေကလည်းရှိနေကဒီလိုမသေဆုံးခင်ကဖဏော်တို့အိမ်သားမှာမြင်လိုက်ရတယ်လို့ပြောနေလို့ရဲကလည်းအောက်လန့်မိတာဖြစ်မယ်လို့ထပြောလိုက်တော့သေဆုံးသူရဲ့မိမကဖဏော်ကိုနေ9ယောက်ကြာကိုတတ်တာလို့အော်ဟစ်ဆွဆွဲနေတဲ့အတွက်ထွက်ပြေးလာခဲ့လိုက်ပါတယ်အဲ့ဒီနောက်မှာတော့တဲဝုန်နဲ့ဖဏော်တို့အတူထိုင်ပြီးအဲ့ဒီလူကတကယ်အောက်လန့်မိတာလို့ဖဏော်ကပြောလိုက်ပါတယ်တဲဝုန်ကမေးတဲ့အခါမှာဖဏော်ကညာကအိမ်မက်မှတ်တာကိုပြောပြလိုက်ပြီးလူကိုယ်တော့မမှတ်မိပဲတတ်တူးကိုယ်တော့မှတ်မိတယ်လို့ဆိုတာ သူတွေ့ခဲ့တဲ့လူရဲ့ယင်ဘက်ကတတူးကိုဆွဲပြလိုက်ပါတယ်။ဒီအချိန်မှာပဲဖနော်ကထလိုက်ချင်းအပြိုပေါ်စဝင်တာကိုတီးလိုက်ရပါတယ်။တဲအိုကကူညီပေးပြီးဖနော်ယုံကြည်ရတဲ့အတော်ရန်တို့အိမ်မှာကိစ္စကိုရှင်းကြကတဲအိုကလိုအပ်တာတွေသွားဝင်နေတော့သူ့ရဲ့အဖေရဲအရာရှိနဲ့တိုးတော့တမိဖြစ်သူကိုဘာလုပ်နေတာလဲလို့မေးပြီးအမှုမဲ့အမှတ်မဲ့ပဲထွက်သွားပါတယ်။ဒီချိန်မှာပဲအုတ်ထုတ်ငိုက်ဆောင်ထားတဲ့လူတစ်ယောက်ကိုတိုက်မိသွားကတတဲကအရာတွေပြုတ်ကြသွားလို့ကောက်နေချိန်မှာပဲအဲ့ဒီလူရဲ့ယင်ဘက်မှာလဲဖနော်ပြောတဲ့တတူးကိုတဲအိုကမြင်လိုက်ရပါတယ်။ တဲဘိုကမသိသလိုနေပြီးဖနော့စီကိုထွက်သွားတဲ့အခါမှာတက်တူးနဲ့လူကသူ့ရဲ့အိမ်မြောင်ပုံစံအဆောင်ကိုထုတ်ကာဘာသာရွတ်လိုက်တာနဲ့တဲဘိုလည်းတွားနေရင်အိမ်ကောင်တန်းနေကြားရကဗဇက်တဲကနေအိမ်ကောင်နေထွက်လာပါတယ်။သူမပလက်လန်လဲသွားတော့မှဖနော့ကထွက်လာပြီးကူညီပေမဲ့ခန္ဓာကိုယ်အပေါက်မှန်သမ ्या ကလည်းအိမ်မြောင်နေထွက်လာပြီးဆုံးပါသွားပါတယ်။ဖနော့ကအော်နေတာကိုရဲရရှိကကြားသွားပြီးရောက်လာတဲ့အခါမှာဖနော့ကလုံနေတယ်ထင်ပြီးဖန်ခေါ်သွားပါတယ်။ရဲရရှိကသူ့သမီးအလောင်းကိုစစ်စစ်ချက်မေးတဲ့အခါမှာ အတွင်းတံရည်အများကြီးရထားပြီးအပေါက်တွေအလုံးထိကြိုက်ထားတယ်လို့ဆိုပါတယ်။တရားဝင်ကဘလို့လက်နက်မျိုးများလဲလို့မေးတဲ့အခါမှာဘန်တော်ဆိုတဲ့မိန်းကလေးကသူ့တံမီးကိုအဲဘင်းညစ်ထားတာပဲတွေ့တယ်လို့ဆိုတော့မှုခင်းဆရာဝန်လည်းနားမလည်နိုင်ဖြစ်သွားပါတယ်။ဒီတော့တဲဝိုရဲ့အဖေကတက်တည်မခိုင်းလုံလို့ဖန်တော်ကိုလှုပ်ပေးလိုက်ရကဖန်တော်ကလည်းတဲဝိုကိုတမီးမတက်ပါဘူးလို့ပြောနေပေမဲ့အမြန်ထွက်သွားဖို့ပြောလိုက်ပါတယ်။တက်ချက်ကြီးကလည်းဘာလို့လှုပ်ပေးလိုက်တာလဲလို့ပြောနေကတဲဝိုအဖေကလည်းတက်တည်ပြနိုင်ရင်အရှင်မထားဘူးလို့ကြိန်းဝါလိုက်ပါတယ်။ ဖနော်ရဲ့မိခင်အီနွန်ကလည်းဖနော်ကိုသူ့ကြောင့်ပြဿနာတွေတက်လို့ကျိန်းမောင်းကဘယ်သူနဲ့မှသွားမသွက်တဲ့နဲ့ဘယ်သူမှမသေးချင်ရင်လို့ဆိုကအခန်းထဲကိုပိတ်ထားလိုက်ပါတယ်။အဲဒီနောက်မှာအီနွန်စီကိုလည်းစားတဆောင်ရောက်လာပြီးနင်းသမီးကအပြိုပေါ်ဝင်နေပြီးသူ့အချိန်ရောက်လာပြီးတေချာဂီယူစိုက်ထားလို့ဆိုတဲ့စားတဆောင်ရောက်လာပါတယ်။ညရောက်တော့ဖနော်ကတဲအိုနဲ့အတူရိုက်ထားတဲ့ပုံကိုကြည့်နေရင်လားကလည်းအယောင်ပြောင်းသွားကဖနော်ကဒဂိုလုံးအသားတွေအလှော်လိုက်ကြွာကြလာလို့စွဲခွာနေပြီးမှန်ကိုကြည့်ကအော်ဟစ်နေပါတယ်။ တဖက်မှာလည်းရဲရရှိကတတူးပုံရန်ကိုကြည့်နေပါတယ်။နောက်တနေ့မနက်မှာတော့ဖနော်ကနေချင်းညာချင်းပုံစံပြောင်းလဲသွားပြီးအပြူကြီးဖားဖားဖြစ်သွားကသူ့ရဲ့အလှကိုလူတိုင်းကငေးကြည့်ရတဲ့အထိပါပဲ။ကျောင်းကိုရောက်တော့သူယူလာတဲ့ပန်းလေးကိုတဲဝေရဲ့ခုံပေါ်မှာတင်ထားလိုက်ပါတယ်။အဲ့ဒီနောက်မှာဖနော်ကိုချောင်းတဲ့ကောင်တွေကချောင်းနေပြီးပုံကလည်းအနာကိုလာကစကားပြောနေလို့ပုံကားကိုတခုကူညီလို့ရမလားလို့ဆိုကပြောနေပြီးဒါကိုကြစ်ကလည်းကြားသွားပါတယ်။ဒီလိုနဲ့ဖနော်နဲ့ပုံတို့ဖုန်ကြီးချောင်းပြက်ရှိတဲ့ကျွန်းကိုသွားကား အဲ့ဒီကျောင်းမှာဘုန်းကြီးကျောင်းကယဟန်းတွေအကုန်ပြန်လောင်းတော်မူကြပြီးတရင်သုံးတဲ့ယဟန်းမရှိကြတာကြာပြီပဲဖြစ်ပါတယ်ဝင်ကြီးလိုက်တဲ့အခါမှာဖနော်ရဲ့အိမ်မက်ထဲကမြင်ခဲ့တဲ့နေရာဖြစ်နေပါတယ်တတိယမြန်လုံးအယုတ်ကိုလည်းမြင်လိုက်ရပြီးဒီချိန်မှာจิตတို့အဖွဲကရောက်လာကပုံကိုတပတ်လက်နဲ့ဖနော်ကိုတယောက်တည်းခေါ်လာခိုင်းဖို့จิตကခိုင်းလိုက်တာပါဖနော်လည်းအံ့ဩသွားပြီးပုံကလည်းจิตရဲ့အဖေကိုအကျွေးလျှော်ပေးဖို့ပြောခိုင်းလိုက်ပါတယ်ဖနော်သွားဖို့ပြင်တဲ့အခါမှာဝိုင်းချုပ်ထားကြပြီးယောက်ျားလေးတွေကဘလက်ကာယာပြုတ်ကိုလုံနေချိန်မှာပဲပီရက်ကရောက်လာပြီးတီးပါတော့တယ် ပီးရက်ကိုဓာတ်နဲ့ထိုးပေမဲ့ဓာတ်မတိုးဘဲအားလုံးကိုအမောက်သိပ်ပြီးဖနော်ကိုပြန်ခေါ်လာခဲ့လိုက်ပါတယ်။တကယ်တော့ကြင့်နဲ့ပုံကိုမကောင်းကြံနေတာကိုပီးရက်ကကြားသွားတာပဲဖြစ်ပါတယ်။ဖနော်ကပီးရက်ကိုကျေးဇူးတင်ကြောင်းပြောနေပေမဲ့ကျေးဇူးတင်မနေနဲ့နင်းတယောက်ပဲငါ့ကိုနာကျင်အောင်လုပ်နိုင်တာလို့ပြောလိုက်ပါတယ်။ဖနော်လည်းဝမ်းနေပြီးငိုချလိုက်ပါတယ်။နောက်တနေ့မနက်မှာတော့ဖနော်ကကကြင်းနဲ့ပုံကိုထိုးချလိုက်ကဝင်းထားတဲ့ကြစ်ကိုလည်းမျက်နှာကိုကကြင်းနဲ့ထိုးချလိုက်ပါတယ်။ဒါပေမဲ့ရှက်ပြီးထီသွားခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ဖနော်ကဆရာတော်စီကိုသွားပြီးသူ့ရဲ့ဒေါသတွေကိုမထိန်နိုင်ပဲဖြစ်ပျက်ခဲ့ကြောင်းကိုပြောပြနေခဲ့ကဆရာတော်ကလည်းပိုဆိုးအောင်မလုပ်မိတာတင်ကံကောင်းပါပြီလို့မိန့်လိုက်ပါတယ်ဒီချိန်မှာပဲပီရက်ကလည်းရောက်လာပြီးချောင်းကြည့်နေကဖနော်ကဆရာတော်ကိုဒီတခါတော့ပြင်းတယ်တော်လို့ဆိုကဒီကွက်ထဲကိုခြေထောက်ထည့်စီပြီးဖနော်ကခွက်ကိုကင်လိုက်တာနဲ့အောင်လန်းတက်တွေထွက်လာပြီးဆရာတော်ရဲ့ချိန်မကနေကျိုးတစ်ချောင်းထွက်လာကဖနော်ကဆွဲထုတ်ပေးလိုက်ရပါတယ်အာကိုပီရက်ကလည်းမြင်သွားခဲ့ပါတယ်ဒီလိုနဲ့တပတ်မှလည်းချစ်ကအောင်လန်းဆရာမစီကိုတွားက ဖနော်ကိုအောက်လန်းနဲ့တိုက်ဖို့လုပ်နေပြီအရင်ကပင့်ကိုတက်ပြီးတည်သွားတဲ့ခြံဘူးကလည်းကြည့်ရလက်ချက်ပါပဲဖနော်ရဲ့ပုံကိုတုံးကအောက်လန်းနဲ့ပြူစားနေပြီအယုတ်ရဲ့နှစ်ဖူးကိုအစီရင်နဲ့တန်ရိုက်သွင်းလိုက်တာနဲ့အယုတ်ကဖနော်စီကိုရောက်သွားပြီးတိုက်ခိုက်ပါတော့တယ်ဖနော်ကိုဓားနဲ့လယ်ဘင်းကိုဖိချဖို့လုပ်နေတော့မှနောက်ကနေဦးလေးတကြီးကရောက်လာပြီးရိုက်ချလိုက်လို့အယုတ်ကောင်းကွေးထွက်သွားပါတယ်ပြူစားတဲ့လူရဲ့အယုတ်လည်းကွဲသွားပြီမဲ့လက်မလျှော့သေးပဲအောက်လန်းပညာကဖနော်ရဲ့နားကနေကိုတဲကိုဝင်သွားပါတယ် ဦးလေးတကြီးကလည်းဖနောင်ရဲ့ရင်ဝါကိုဖနောင်နဲ့ပေါက်ချလိုက်တော့ပြူစားနေတဲ့လူလည်းခံစားသွားရပြီဖနောင်နဲ့ရင်ဝါကိုဆင်းပေါက်ချလိုက်တဲ့အခါမှာရိုးတွေကြိုးကုန်က ရင်ဘက်ဖွင့်ထပ်ပြီးတည်ဆုံးသွားပါတယ်ဖနောင်ကတော့ဘာမှမဖြစ်သွားပါဘူးဒီချိန်မှာပဲဖနောင်ရဲ့အမေကထွက်လာတော့တကြီးကစပင်းကိုဆွဲပြီးနင့်ကိုတေချာစောင့်ရှောက်ဖို့ပြောထားတယ်လေလို့ဆိုကရိုက်နှက်ပါတော့တယ်အမေကိုရိုက်လို့ဖနောင်ကဝင်တားနေတော့တကြီးကနင့်အမေဟုတ်လားနင့်ကိုတမိလို့တတ်မှတ်တာမဟုတ်ဘူးနော်နင့်ကိုပိုက်ဆံနဲ့ငှားပြီးမွေးခဲ့တာလို့ပြောလိုက်ပါတယ် တကြီးကပိုက်ဆံကိုပေးပြီးနင့်တာဝန်ပြီးသွားပြီမို့သွားကြင်ရန်သွားဖို့ပြောလိုက်တော့အီနော်ကယိုပြီးထွက်သွားကတကြီးကဖနော်ကိုနင့်အခုကစပြီးငါဆောင်းရှောက်တော့မယ်လို့ပြောပြီးဆွဲထားနေတော့တကြီးရဲ့ရင်ဘတ်ကတက်တူးကိုမြင်သွားပြီးတဲဝို့ကိုတတ်ခဲ့တဲ့လူပဲလို့သိလိုက်ပါတယ်ဒီချိန်မှာပဲအီနော်ကတကြီးကိုအစီရင်ဓာတ်နဲ့ထိုးချလိုက်ပြီးသမီးကိုခေါ်ကဆက်လီနဲ့ထွက်ပြေးကြပါတယ်သူတို့ပြေးတဲ့အခါမှာကန်းဆက်ကိုလူတစ်ယောက်ကရောက်လာကဂါတာကိုရွတ်လိုက်တာနဲ့ဒီချိန်မှာပဲပြေးနေတဲ့ဖနော်တို့သားမစ်စီကိုကြီးကန်းနေလိုက်ထိုးပါတော့တယ် နော်ကငုံနေခိုင်းပြီးအမေဖြစ်သူကတော့ဆက်လေကိုစံမောင်းနေတာကြီးကန်းတွေရဲ့လက်ချမ်းနဲ့လဲပင်းပြတ်သွားပါတယ်ဘနော်ကဆက်သွားနေရင်ကန်းစားမှရှိနေတဲ့အမျိုးသမီးကြီးတဦးရဲ့အိမ်ကိုကတ်သွားကအမျိုးသမီးကိုငါသမီးကိုအက်ခဲ့ပါတယ်လို့ပြောကအမေဖြစ်သူကဆုံးမသွားပါတယ်ဘနော်လည်းနာကျင်ဝမ်းနည်းစွာနဲ့အယူတယောက်လိုငိုကြွေးနေခဲ့ပါတယ်ပီရက်နဲ့ရဲရရှိတို့လည်းဘနော်တို့အိမ်ကိုရောက်လာကအိုက်ရှာနေကြရင်အစီရင်နဲ့လှုပ်ထားတဲ့ကလေးချောက်လေးကိုမြင်သွားကြပါတယ်ဘနော်ကလည်းသူ့အမေကိုမြေမြုပ်လိုက်ကသူရောက်နေတာကသူ့ရဲ့အတော်အရင်ပါ ီတော့သူ့အမေအကြောင်းကိုမေးလိုက်ပါတယ်။တဖက်မှာလည်းဆရာတော်စီကိုရဲအရာရှိကကလေးเจ้าကိုသွားပြီးတော့ဆရာတော်ကပရိရိကိုဖျန်းလိုက်တဲ့အခါမှာကလေးကလှုပ်လာပါတယ်။ဖနော်ရဲ့အတော်ကလည်းသူ့အမေအကြောင်းကိုစပြောပြပါတယ်။ဖနော်ရဲ့အမေဤနော်ကအဆိုတော်ဖြစ်ချင်တာဖြစ်ပြီးအဖေနဲ့အမေကလက်မခံလို့အိမ်ကနေထွက်ပြေးသွားခဲ့တာဖြစ်ကဘန်ကောက်မှာသူ့ရဲ့အိမ်မက်ကိုအကောင့်တွေပေါ်ဖို့လုံနေခဲ့ပြီမဲ့တနေ့မှာတော့အောက်လန်းသမားတွေနဲ့တိုးပြီးငွေနဲ့မြှောက်ခေါ်ကဤနုံကိုကလေးတယောက်ကိုဝင်ဆောင်ခိုင်းခဲ့တာပါ။ သူမရဲ့အမေကိုအောင်လန်းစရာကကိုဝင်ရအောင်လှုပ်လိုက်တာပဲဖြစ်ပါတယ်။တစ်ဖက်မှာလည်းဆရာတော်ကကလေးကြောင်လေးအကြောင်းကိုရှင်းပြနေကအောင်လန်းပညာတွေတွေကသူတို့ပညာတွေမလျော့သွားအောင်ထိမ့်သိမ့်နဲ့နီးလန်းပဲ။မိမဘိုက်ထဲမှာတင်ထားပြီးတော့မွေးလာတဲ့ကလေးကသူတို့ပညာတွေကိုစက်ခံဖို့အတွက်ဖြစ်ပြီးဒီကလေးအလောင်းကဖနော်ကိုဘိုက်ထဲမှာရှိကြတဲ့ကပညာပွားလိုက်တာဖြစ်တာကြောင့်ဖနော်ရဲ့ကိုယ်ထဲမှာအောင်လန်းပညာတွေရှိနေတာလို့ဆိုပါတယ်။ဒါကိုပီရက်ကလည်းတီးသွားခဲ့တာပါ။ဖနော်ကိုအတော်ဖြစ်သူကလည်းသူ့အမေရေးပို့ထားတဲ့စာတွေကိုပေးလိုက်တာ ဘနော်ကလည်းဖတ်ကြည့်လိုက်ပါတယ်ဘနော်ရဲ့အမေကခလေးအသက်ပြည့်ပြီးကြီးလာတဲ့အထိစောင့်ရှောက်ပေးရမှာဖြစ်ကမကြီးမချင်းဘဲမှသွားခွင့်မရှိပါဘူးအမေဖြစ်သူကဘနော်ကိုအငှားကိုဝင်ဆောင်ရပေမဲ့ဝမ်းနဲ့လွယ်မွေးကြရတဲ့အတွက်သာသမီတန်ရောစဉ်ကတော့ရှိနေခဲ့တာပါဘနော်မွေးကြတဲ့ကဒုက္ခမျိုးစုံပဲကြုံခဲ့ရပါတယ်အမေဖြစ်သူကဘယ်လောက်ရက်ဆက်ပါသေးဘယ်တော့မှအတော်မတတ်တဲ့ဘနော်ကိုအမေဖြစ်သူကတနာပြီးသူမကိုစွန့်ပစ်ဖို့ခက်ခဲလာခဲ့ကနောက်ဆုံးမှသမီးကိုရွေးချယ်လိုက်ပြီးသူမရဲ့အပြစ်တွေနဲ့ တမီးအတွက်အသက်ကိုဆုံးခဲ့တာပါပဲ။စာကိုဖတ်ပြီးဖနော်လဲဝမ်းနဲ့ငိုကြွေးနေခဲ့ပါတယ်။ဒီချိန်မှာပဲတရီကအစီရင်လောက်ကဖနော်ကိုကြီးရည်နဲ့ရှာပါတယ်။အတော်ပြည့်သူကလည်းတတိထားမိသွားပြီးအိမ်တဲ့ပုံးဝင်မဲမမီတော့ပဲဖနော်ကလည်းလဲသွားကဖနော်ရဲ့ကိုယ်ထဲကသူ့ရဲ့အောက်လန်းတွေကိုပြန်ယူနေပါတယ်။ဖနော်လဲနာကျင် ခံစားနေရပြီးပညာတွေကိုလည်းလွတ်မပေးပဲတရီကလည်းထတ်လုံနေပါတယ်။အတော်နီးကဖနော်ကိုကူညီတဲ့နီလန်းကသူ့ကိုယ်မှာရှိတဲ့အောက်လန်းကိုဖွင့်ပေးရမှာမို့ပညာကိုဖွင့်ပေးလိုက်တဲ့အခါမှာ တည်ကပညာတွေပြန်ယူမရပဲဖြစ်သွားပါလေ။ကျွန်တော်ကလည်းနေငါကိုမကောင်းဆိုးဝါးဖြစ်စေခြင်းမတော့ငါမကောင်းဆိုးဝါးဖြစ်ပေးမယ်လို့អော်ပြောလိုက်တာပညာတွေကိုဆုပ်ယူလိုက်ပါလေ။ပြီးရက်ကလည်းဆရာတော်ပြောပြလို့ကျွန်တော်ကလူတွေကိုကူညီတဲ့အနေနဲ့ပြူစားထားတာတွေကိုသူကဆုပ်ယူပြီးသူ့ရဲ့ကိုယ်ထဲမှာတင်ထားတာကိုတည်သွားကပြီးရက်ရဲ့အမေကလည်းဖနော်ကြောင့်တည်ရတာမဟုတ်ပဲသူ့အဖေကအစီရင်မှပြီးတည်သွားရတယ်ဆိုတာကိုအပြစ်မှန်ကိုလည်းတည်သွားပါလေ။ တကြီးကလည်းအောက်လမ်းဘလို့300လဲတီသွားတဲ့ဖဏော်နောက်ကိုလူကိုယ်တိုင်လိုက်ဖို့ပြင်လိုက်ချိန်လူတယောက်ကတားထားလိုက်ပြီးမလိုဘူးဒီကလေးမလေးကအောက်လမ်းမခိုင်သေးဘူးမင်းမသွားနဲ့မင်းစီကိုတူလာလိမ့်မယ်လို့ပြောသွားပါတယ်တပတ်မှလည်းဖဏော်ကတတိယမျက်လုံးပွင့်သွားတာကြောင့်သူ့ကိုအနိုင်ကျင့်ခဲ့တဲ့လူတွေကိုပြူစားဖို့စလုပ်ပါတယ်ဒီချိန်မှာပဲကြစ်ကလည်းသူကြိုက်တဲ့ပုံနဲ့အတူရှိနေပြီးဖဏော်အကြောင်းကိုပြောနေရင်မင်းမကြောက်ဘူးလားလို့မေးတော့ကြစ်မှလည်းပစ္စည်းကောင်းရှိတာပေါ့လို့ဆိုကဒါကခွေးမဲ့သွေးအောက်လမ်းကိုဖျက်ဖို့လို့ပြောတာ ဒင်အောက်ကိုပြန်ထည့်ထားလိုက်ပါတယ်။ဒီလိုနဲ့ပုံထွက်သွားတဲ့အခါမှာအခန်းထဲမှာဖနော်ကရောက်နေပြီးကြည့်ရဲ့ဇပင်ကိုလည်းယူလိုက်ခါဖနော်ကမြင်လို့ကြည့်ကလည်းလှမ်းသွားပြီးဂဒင်အောက်ကခွေးမဲသွေးကိုယူဖို့လှုပ်ချိန်မှာပဲပြူစားခံလိုက်ရပြီးလဲကျသွားပါတယ်။ဒါနဲ့မပြီးသေးပဲကြည့်ရဲ့လက်ဆွဲတော်အောက်လန်းစရာရဲ့ရိုးပြန်နဲ့မှုတ်လိုက်တော့ပြီးသွားတဲ့အောက်လန်းစရာမကရောက်လာကဇပင်ကိုဆွဲကအရေးကောမှကျွတ်ထွက်သွားပါတယ်။ဖနော်ကထပ်ပြီးတရီရဲ့အိမ်ရှိကိုသွားကတရီရဲ့ဖနက်ကမြေကိုယူပြီးပြူစားဖို့လှုပ်ပါတယ်။ပုံကလည်းတရီနဲ့အတူရှိနေပြီ ပုံစော်ကြည်ရတဲ့အကြောင်းရင်းကတော့အောက်လန်းတုံးထားလို့ပါပဲတရီရဲ့စီကနေနောက်တစ်ယောက်ကိုထက်ရဖို့တွားဝင်နေချိန်ပဲဖြစ်ပါတယ်ဘနော်ပြူစားဖို့လှုပ်တာကိုတရီကလည်းတတိထားမိသွားပြီးသူအစင်နဲ့ပြင်ထားတဲ့အစီရင်ရုပ်ကိုယူပြီးလိုက်ရှာပါတော့တယ်သူအိမ်လေကားပေါ်မှာသူ့ကိုတိုက်ဖို့လှုပ်ထားတာကိုရှာတွေ့သွားပြီးမင်းကတိုးတက်လာတာပဲငါကိုတော့နိုင်ဖို့မဖြစ်နိုင်သေးဘူးလို့ဆိုကအိုက်ရှာနေတော့မှဖနော်ကနောက်ကနေရောက်လာပြီးရိုက်ချလိုက်ပါတယ်ဒါပေမဲ့တရီကလဲမသွားပဲဖနော်ကိုပြင်ရိုက်တာ အစီရင်အယုတ်ကိုချိုးလိုက်တော့ဖနော်ထိုင်ကြသွားပါတယ်ဖနော်ကလည်းသူမကျေနပ်တာတွေကိုပြောနေပြီးတကြီးကထိုက်ရိုက်ဖို့အနားကိုအသွားမှာပါလာတဲ့တန်ချောင်းနဲ့ခြေထောက်ကိုထိုးချလိုက်တာထွက်ပြေးသွားပါတယ်တကြီးကအယုတ်ကိုချိုးလိုက်တာနဲ့ဖနော်ပုံနေရကနေလဲကျသွားတဲ့ကိုကြားလို့သွားကြည့်တဲ့အခါမှာဖနော်ကနေရမှာမရှိပဲသူ့နောက်ကိုရောက်နေပြီးလက်ကြည့်တဲ့အခါမှာတော့ခွေးမဲသွေးနဲ့ပတ်ခံလိုက်ရပါတယ်တကြီးကပညာတွေပြတ်ကုန်ပြီးလန့်နေပါပြီဖနော်ကအခန်းထဲကမိသားစုဓာတ်ပုံကိုကြည့်ပြီးဒီတယောက်ကဘသူလဲလို့မီးတော့ နင်းကိုမွေးအောင်လုပ်ပေးတဲ့နင့်အဖေလေးလို့ပြောလာပါတယ်။အကောင်းဆိုးဝါးဖြစ်အောင်လုပ်တဲ့လူလားလို့ဆိုကရိုက်ချလိုက်ပါတော့တယ်။ဒါကိုပုံကလည်းချောင်းနှားထောင်နေရင်သူ့နောက်ကိုကြစ်ကအေးကွန်ကွာနေတဲ့အတိုင်းကြီးရောက်လာလို့လမ်းပြီးတွန်းလှုပ်လိုက်ပါတယ်။ဒီချိန်မှာပဲဖနော်ကသူတို့စီကိုရောက်လာပါတော့တယ်။ရဲစခန်းမှာလည်းကလေးပြောက်လို့လာတိုင်နေကြပြီးဖနော်ကလည်းပုံနဲ့ကြစ်ကိုဖမ်းချုပ်ခါတကြီးရဲ့ဓာတ်ပုံရိုက်တဲ့နေရာမှာတွဲချီထားပြီးပုံရဲ့ခြေသေးတွေကိုပလျာနဲ့ဆွဲနှုတ်ပြစ်ကဓာတ်ပုံရိုက်လိုက်ပါသေးတယ်။ ထပ်ပြီးနှစ်ယောက်လုံးကိုသူ့ကျိုးနဲ့ဖောက်တွဲလိုက်ပြီးဓာတ်ပုံထပ်ရိုက်ပေးလိုက်ပါတယ်။ကျောင်းမှလည်းဖနော်ကိုအနိုင်ကျင့်ခဲ့ဘူးတဲ့ကလေး၄ယောက်လုံးကတေဆုံးနေကြပြီးဖနော်ရဲ့လက်ချက်ပါပဲ။ပြီးရအင်ကိုလည်းရဲတွေရောက်လာပြီးဖနော်ဘယ်မှာလဲလို့မေးကသူ့အိမ်ထဲမှာတရီကရုပ်ပြက်ဆင်းပြက်ဥတွေထွက်ပြီးတေဆုံးနေတာကိုမြင်လိုက်ကြရပါတယ်။ဒီတော့တရီရဲ့အင်ကိုသွားတော့ကြင့်နဲ့ပုံလို့ရအလောင်းတွေကိုမြင်သွားကတရီတို့မိသားစု ပုံတွေကကလေးကိုမသိကြဘူးဖြစ်နေပါတယ်။ရဲရရှိကလည်းဖနော်ကတဲဝူကိုမတက်ဘူးဆိုတာကိုသတိထားမိသွားပြီး ူအမှုတွေကိုဆက်လိုက်ဖို့ပြင်ပါတယ်။နောက်တနေ့မနက်မှာတော့ပုံကြီးကျောင်းတစ်ခုမှာလူတွေစုဝေးနေကြပြီးအစီရင်ပွဲလုပ်နေတာကိုဖန်တော်ကရောက်လာမှာပဲလို့ရဲတွေကသိတဲ့အတွက်စောင့်ကြည့်နေကြပါတယ်။လူတွေကလည်းသူတို့ဆရာကိုပူဇော်ပြီးအစားအသောက်တွေကိုစားတောက်နေချိန်မှာလူတယောက်ကစားနေရင်ဗဇတ်တဲကနေတကြီးရဲ့ရင်ဘတ်ကတက်တူးပါတဲ့အရေကုံကထွက်လာပါတယ်။ဒီအစားအသောက်တွေကိုဖန်တော်ကတကြီးရဲ့အသားနဲ့ချက်ပေးထားတာပါ။ဒီတော့အခုရောက်နေတဲ့လူတွေကအောက်လန်းကစားတဲ့လူတွေကြီးပဲမို့ဝယုံတုံးကကတောင်းကနေတွေထဖြစ်ကုန်ကြပါလေ ရဲရရှိလဲမျက်လုံးပြူးသွားကပြေးဝင်သွားပါတယ်။ဆရာတော်ကလည်းပီရက်ကိုဖနော်တီးထက်မကောင်းမှုတွေမလုပ်ခင်တားဖို့ပြောလိုက်ပါတယ်။ဒီချိန်မှာပဲလူကြားတဲ့ကိုဖနော်ကအန်တန်ရီကိုရွတ်ဆိုက ရောက်လာပါတယ်။သူ့အပေါ်မှာကောင်းပြီးတဲ့အတော်ရန်တို့လင်မယားကလည်းအောက်လန်းအဖွဲထဲမှာပါနေပြီးသူ့ကိုပူးပေါင်းကြံစီနေတာကိုလည်းတီသွားကပူဒေါသထွက်ကပူပြီးပြူစားပါတော့တယ်။ပီရက်ကလည်းဖနော်တော်တော့လို့ပြောပြီးမဲနောက်ကျသွားပြီလို့ဆိုကသူတို့စကားပြောနေချိန်မှာပဲလူတယောက်ကပြူစားခံရတဲ့လူတွေကိုလက်နဲ့အုပ်ပြီးထိလိုက်တာနဲ့ပြေသွားပါတယ် သူကတော့ဖနော်တို့ရဲ့ចောင်းเสียပါပဲချက်ချင်းပဲပီရဲကနောက်ကိုရောက်လာပြီပီရဲရဲ့အနောက်ကနေအောက်လန်းကိုရိုက်သွင်းလိုက်တော့ပီရဲကလည်းလဲကျသွားပြီရင်ဝါကိုခြေထောက်နဲ့ဖိထားပြီးသူမသိစေချင်သူနဲ့လိုက်ခက်ကိုပြောလိုက်ပါတယ်တယီတို့ရဲ့မိသားစုဓာတ်ပုံတွေကကလေးကចောင်းเสียပါပဲဖနော်ကသူမနိုင်မှန်းသိလို့ပီရဲကိုလှုပ်ပေးဖို့သူကလက်ခံလိုက်ပါတယ်ចောင်းเสียကပီရဲကိုမင်းသက်ကိုတတ်ညာမယ်မထင်နဲ့လို့ပြောကထားခဲ့လိုက်ပါတယ်ရဲရာရှိကလည်းစီးပေါက်ပြီးစေးကြွနေတဲ့သူကသူ့ကိုဓာတ်နဲ့ခုတ်ဖို့လုပ်နေလို့ပြစ်ချလိုက်ပါတယ် ပြည်ရလဲသူ့ပိုက်ထဲရောက်နေတဲ့အောက်လန်းကဒုက္ခပေးနေလို့တေလူမျောပါခံစားနေရပြီ။ပြတော်ကြီးကလည်းကူညီပေးမဲ့ထုတ်မရဘူးဖြစ်နေပါတယ်။ဒီချိန်မှာပဲဖနော်ရဲ့အတော်နီးကရောက်လာပါတယ်။တစ်ဖက်မှာလည်းဖနော်ကိုအောက်လန်းအစီရင်တွေလုပ်တဲ့ကျုံးကိုခေါ်သွားကြကကျောင်းဆရာကသူ့အောက်လန်းအမွေဆက်ခံဖို့ဖနော်ကိုကိုဝင်ဆောင်ခိုင်းပါပါ။ဖနော်ကလည်းနင်ကငါ့အဖေငါ့ဆရာအခုငါ့ကိုလုံအောင်မလာလို့ဆိုကတလိမ့်ဆန်ကောင်လို့ပြောလိုက်ပါတယ်။ကျောင်းဆရာကသူ့အောက်လန်းပညာကိုနောက်မျိုးဆက်တစ်ကိုပေးခဲ့ကသူဒီကဘာကနေထွက်သွားတော့မှာပါ။ နော်ကနေမွေးလာတဲ့ကလေးကဒီမှာရှိနေကြတဲ့အောက်လန်းပညာသည်တွေထက်မြင့်ပြီးကလေးကိုသူတို့ရဲ့ဆရာအဖေဖြစ်သတ်မှတ်ကြမှာပါဖနော်ကလည်းရှိနေတဲ့လူတွေအားလုံးကိုတေးပြီးပြန်မမွေးဖွားစေနဲ့လို့ကြိမ်စာတိုက်လိုက်ပါတယ်။ကျောင်းဆရာကလည်းတတိယမျက်လုံးနဲ့ရုပ်ရဲ့ခေါင်းစုပ်ကိုချက်ကသူ့ကောင်းမှဆော့လိုက်ပြီးစတင်ပါတော့တယ်။တစ်ဖက်မှာလည်းအတော်နီးကပီရက်ရဲ့ကိုယ်ထဲကအရာကိုထုံမရဖြစ်နေပြီးကလေးအသေးချောင်းကလေးကအသားကိုလှိယူကပီရက်ကိုတိုက်လိုက်တော့မှအောက်လန်းစီရင်ကထွက်လာပါတယ်။ပီရက်ကလည်းဖနော်ကိုကူညီဖို့ထားပြေးပါတော့တယ်။ တစ်ဖက်မှာလည်းဖနော်ကိုအမွေဆက်ခံရအောင်စတင်နေပါပြီဒီချိန်မှာပဲရဲရရှိကရောက်လာပြီးတနက်ပစ်ဖောက်လိုက်တော့ထွက်ပြေးတဲ့လူကပြေးကရဲကိုပြေးချနေလို့ပြစ်ရှင်းလိုက်ရပါတယ်။ကျောင်းဆရာကလည်းငါ့ကိုဘသူမှတားလို့မရဘူးလို့ဆိုကကြီးကန်းတွေကိုဆင့်ခေါ်လိုက်ပါ။ဒါပေမဲ့အဒေါ်နီရဲ့လက်ချက်နဲ့ကြီးကန်းတွေကမီးလောင်ပြီးပြုတ်ကျကုန်ကြပါတယ်။ဒီတော့မရတော့တဲ့အဆုံဖနော်စီကိုနှာခေါင်းစုပ်ကိုဆော့လိုက်ပြီးပညာတွေကိုဂါတာရွက်ကပြန်ယူနေချိန်ဘီရက်ကလည်းရောက်လာပြီးကျောင်းဆရာကိုဓားနဲ့ခုတ်ချလိုက်ပါတယ်။ဒါပေမဲ့ဓားကမတိုးပါဘူး။ ဒီတော့ပီရက်ကိုထတီးတော့ပီရက်လည်းလဲသွားပါတယ်ပီရက်ကိုအပြက်ရှင်းဖို့လှုပ်ချိန်ပါပဲသူ့ရဲ့ခန္ဓာကိုယ်ကမီးတွေထလောင်လာပါတော့တယ်အဒေါ်နီးကကလေးအလောင်းကိုမီးရှို့နေလို့ပဲဖြစ်ကတောင်းစီရလည်းမီးလောင်ပြီးအော်ဟစ်နေရကနေမြေကြီးကိုယူပြီးဂါတာရွတ်ကမြေကြီးကိုလက်ဝါးနဲ့ပုတ်လိုက်တာနဲ့မီးကလည်းငြိမ်းသွားသလိုအဒေါ်နီးကလည်းပတ်လတ်လန်သွားပါတယ်ပန်တော်ကိုကယ်ဖို့လှုပ်နေတဲ့ပီရက်ကိုကျောင်းစီရကဖမ်းချုပ်ပြီးပန်တော်ရဲ့ပညာတွေကိုသူ့ကိုပြန်ပေးခိုင်းပါတယ်ပီရက်ကသူ့လက်ထဲမှာမို့ဖန်တော်လဲခေါင်းစုပ်ကိုဆုတ်ပြီးထုတ်ပေးနေရပါတယ် ဘီရက်ကလည်းចောင်းစရာရဲ့လက်ကိုកုပ်ဆွဲလိုက်ပြီးငါးသွေးကသူ့ကိုရက်တက်နိုင်တယ်ငါ့ကိုထိုးလိုက်လို့ဖနော်ကိုပြောလိုက်တဲ့အတွက်ဖနော်ကဝါချွန်နဲ့ပြေးထိုးချလိုက်တော့ထုတ်ချင်းပေါက်တက်သွားပြီးចောင်းစရာကိုလည်းပေါက်သွားကလဲကျသွားပါတယ်ចောင်းစရာကငါ့ပညာကဘယ်တော့မှမတည်ဆုံးသွားဘူးလို့ရည်ရွတ်နေပါသေးတယ်ဖနော်ကចောင်းစရာကိုအစီရင်ထားနဲ့ထိုးချလိုက်ပြီးအားဆိုရင်နိပညာကိုငါ့ကိုယ်ထဲမှာတင်ထားမယ်လို့ဆိုကနှလုံးကိုထုတ်ယူနေပြီ။ကျောင်းဆရာကလည်းဒီပညာကနင့်ကိုယ်ထဲမှာတည်တဲ့အထိဆွဲကပ်နေမှာလို့ပြောနေကာ အနောက်ကဂယုဆိုင်မနေပဲနှလုံးကိုအစိမ့်ကြိုက်စားပြစ်လိုက်ပါတယ်။ပြီးတာနဲ့နှက်ရုပ်ကောင်းစုတ်ကိုယူပြီးအယုံမှပြန်ဆော့လိုက်ခါကျွန်ုပ်ပညာကိုတတိယမျက်လုံးနှက်စီပြန်ပေးပါတယ်လို့ပြောလိုက်ကဂါထာတွေကိုရွတ်လိုက်တာနဲ့သူ့စီကပညာတွေနှက်ရုပ်ထဲကိုရောက်သွားပြီးလဲကျသွားပါတော့တယ်။အဲဒီနောက်မှာတော့ပီရက်ကဆေးရုံရောက်နေပြီးဘေးကနေပေါက်သွားခဲ့တာကြောင့်မသိခဲ့ပါဘူး။အောက်လန်းပညာကရွာသားတွေစီမံပြန်ပွားနေတာကြားပြီးဖြစ်ကဆရာတော်ကိုပြူစားခံရတာကလည်းရွာသားတွေရဲ့လက်ချက်ပဲဖြစ်ပြီးရွာမှာဘုန်းကြီးเจ้าမရှိစေခြင်းလို့ပါပဲ။ ဆရာတော်ကရဲရာရှိကိုပြောပြကဖန်တော်လုံးသမျှအားလုံးကရွာသားတွေအားလုံးအောင်လန့်ထင်းချုံမှုအောက်ကနေလွတ်ဖို့ပဲလို့မိန့်လိုက်ကဖန်တော်ကိုဘလို့လုံးမှာလဲလို့မီးတော့ရဲရာရှိလည်းစဉ်းစားသွားရပါတယ်အဲ့ဒီနောက်မှာတော့လိပ်ပြာလေးတကောင်ဖန်တော်ရဲ့ကိုဘော်ကိုလာနာကဖန်တော်ကပြန်တတိရလာပြီးပီးရက်ကအနားကိုသွားတော့ဖန်တော်ကအတိတ်တွေကိုမေးသွားကပီးရက်ကိုလည်းမမှတ်မိတော့ပါဘူးနောက်ဆုံးမှာတော့ဖန်တော်တယောက်ကြောင်းပြန်တက်နေပြီးသာတင်ခန်းထဲမှာဆေးရဆာတင်နာကိုလိုက်မလုပ်တဲ့ကလေးတွေကို ဘနောကစိုက်ကြည့်ကမျက်ပတ်တဲ့ကောင်းလေးလို့ပြောလိုက်ကဇလန်းလဲပြီးဆုံးသွားခဲ့ပါရခင်ဗျာအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပြီးသိဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့အတူကတ်သုံးပါကြော်နေနိုင်ပါစေလို့ဆုတောင်းပေးရင်းဤကုန်းချောက်လိုက်ပါရခင်ဗျာ